အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ GoPro ရှိနေတဲ့အသားနဲ့ video quality အဆင်မပြေတဲ့ဖုန်းလေးနဲ့ရိုက်နေရတဲ့ညီကိုတွေအတွက်လာပြီးပြပြပေးတာဖြစ်ပါတယ်အဲကျွန်တော်အခု video လေးကိုရိုက်ထားတာတော့ကျွန်တော် GoPro Hero 12နဲ့ရိုက်ထားတာဖြစ်ပါတယ်เนาะအဲတချို့တွေကတော့အမျိုးမျိုးရှိတာပေါ့เนาะ GoPro setting မချိန်တက်တာတို့ဘယ်လိုလုပ်ရမှန်းမသိတာတို့ဒီဇိုင်းကေအတွက် ပဲရိုက်လို့ရတယ်ထင်တာတို့အမျိုးမျိုးရှိတာပေါ့နော်မေးရနေတာတွေမသိတာတွေအမျိုးမျိုးရှိနိုင်တယ်ပေါ့နော်အဲ့တော့အဲဒီနေ့မှာကျွန်တော်တို့အဲ GoPro setting နဲ့ပတ်သက်ပြီးတော့မှအဲအေးဗီဒီယို comment လေးမှာလည်းဒီ hero တွေနဲ့ဘယ်လိုဘယ်လိုချင်းရမလဲဒါနေဘက်ဆိုတမျိုးညဘက်ဆိုတမျိုးဘယ်လိုချင်းရမလဲပေါ့ရှိတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့နေဘက်အချိန်မှာအဲရိုက်ဖို့အတွက်ဒါ setting လေးချိန်ထားတာအဲပြီးတော့ဆိုင်ကယ်မောင်းတဲ့အချိန်မှာပေါ့နော် setting လေးချိန်ထားတာဖြစ်ပါတယ်နော်အဲ့ဒီဟာလေးကို setting ကိုလည်းကျွန်တော်တို့ comment မှာချပေးမယ်အဲပြီးရင် သိကျင်တဲ့ GoPro စတင်နေနဲ့ပတ်သက်ပြီးတော့လဲအဲကွန်မန့်လေးမှာလာရောက်မေးမြန်းလို့လည်းရပါတယ်အဲရသလိုကျွန်တော်တို့ပေးမစင်ညာမှာလည်းလာမေးလို့ရတယ်အခုကတော့ကျွန်တော်တို့ဒါ GoPro နဲ့ရိုက်နေတာဖြစ်ပါတယ်ဟုတ်ပါတော့ကျွန်တော်ဖုန်းကတော့ဖုန်းနဲ့ကတော့မရိုက်ပါဘူးဖုန်းတစ်ချက်ပြပေးပါမယ်နော် GoPro ထဲမှာမြင်ရအောင်နော်ဒါ GoPro နဲ့ရိုက်နေတယ်ဆိုတော့အကြောင်းတစ်ချက်ပြပေးတာပါနော် GoPro က ွင့်လင်းပြောရရင်ဒီကောင်က vlogging နေလဲသုံးလို့ရတယ်အခုလည်းမျိုး video ရိုက်တဲ့ဟာတွေတခြား cycle တွေဆွဲဆုံသုံးလို့ရတယ်ပေါ့ဗျာခကြီးသွား vlog တွေရိုက်ချင်တာဘယ်လိုရိုက်ချင်လဲအဲဒီအခုကျွန်တော် mic ကင်ပြလို့လဲ mic ရှိမှလို့လဲမထင်ပါနဲ့ mic မရှိဘဲနဲ့လဲကျွန်တော်တို့အဲဒီတိုင်းသုံးလိုက်ရတယ်ပေါ့နော် quality မကောင်းတဲ့အဲဖုန်းတွေထက်စားရင်တော့ဒီကောင်းရဲ့ mic ကလည်းလက်ခံလေးရတယ်ဗီဒီယိုတွေတင်လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်ကတော့ mic ရှိနေတယ်ဖြစ်တဲ့အတွက်အဲဒီ ီဟာလေးနဲ့ပဲတုံးလိုက်တယ်ပေါ့ဗျာနော်အဲလိုမျိုးဗီဒီယိုတွေညီကိုတွေစင်ပြပြကြည့်လို့ရအောင်အတွက်အဲဒါဆိုရင်ကျွန်တော်ဒါကတော့ဗီဒီယိုအဲဗီဒီယိုဒါအခု setting ကတော့ကျွန်တော် GoPro Hero 12ရဲ့ဗီဒီယိုကိုဆိုင်ကယ်မောင်းတဲ့အချိန်မှာရောတူတူပဲပေါ့နော်အဲတော့ဒီဗီဒီယိုလေးရိုက်ပြပြီးဆိုတော့ကျွန်တော်ဆိုင်ကယ်မောင်းတဲ့ဟာလေးကိုဆက်လက်ပြီးလိုက်ပါကြည့်ရှုပေးပါအောင်ကဲအခုဆိုရင်တော့ကျွန်တော်တို့ဒါကျွန်တော်အခု ုနစတင်နေပဲဗောနော်မောင်းနေတဲ့အချိန်မှာမြင်တွေ့ရမယ်မြင်ခွင့်လေးဖြစ်ပါတယ်ဘူးဆိုတော့ပန်းလေးနဲ့အမ်ဘော်တရားကြီးကဒါတော့ဆိုရင်တော့ကျွန်တော်ရပြီထင်တယ်ဗောနော်ဗီဒီယိုလေးလည်းရမ်းရှည်တော့မှာဆိုလို့ကျွန်တော်နောက်နေ့မှာဗီဒီယိုဒေါင်းတဲ့ဟာတွေပြီးရင်ဘယ်လိုမျိုးပြန်ပြီးတော့ဟိုမှာနည်းနည်းပါးပါအဲလောက်လို့ရတယ်ဆိုတဲ့ဟာတွေကိုပြန်ပြပေးမှာဖြစ်ပါတယ် အဆုံးထိကြည့်ရှုပေးကြလို့လဲကျေးဇူးများအိုက်တင်ပါတယ်ခင်ဗျာဒီပွေးလိုက်အောင်နော်